အခုပြောပြမယ့်သတင်းထဲမှာတော့စိတ်မသက်မသာဖြစ်စရာရုပ်ပုံတွေပါတယ်ဆိုတာကိုကြိုတင်ပြီးတော့အသိပေးပါရစေရှင်။ဒီရှမ်းပြည်တောင်ပိုင်းစီဆိုင်မြို့နယ်အဲတဲကဒီအထီဆုံးရွာနာမှာဖြစ်ခဲ့တဲ့တိုက်ပွဲထဲမှာဖမ်းဆီးခံလိုက်ရတဲ့ပို့အမျိုးသားလူမျိုးရေးတပ်မတော် PNL ကတပ်ဖွဲ့ဝင်9ယောက်ကိုစစ်ကောင်စီတပ်နဲ့ပို့ပြည်သူ့စစ်အဖွဲ့ PNO PNA ကပြစ်ဒဏ်လိုက်ပါတယ်။ တိုက်ပွဲဖြစ်ပွားခဲ့တာကတော့အခုနှစ်ဇန်မိုင်းပေါ့နော်ဇန်နဝါရီလ23ရက်နေ့ကဖြစ်တာဖြစ်ပါတယ်ဆိုတော့အဲ့ဒီတိုက်ပွဲတွေကလည်း PNL တပ်ဖွဲ့ဝင်9ယောက်ကိုဖမ်းသွားပြီးတဲ့နောက်4ယောက်ကိုတပြိုင်တည်းပစ်တက်ခဲ့တာပဲဖြစ်ပါတယ်အဲ့ဒီလိုပြစ်ခတ်တပ်ဖြတ်ခဲ့တဲ့ရုပ်တံဖိုင်ကိုရရှိထားတဲ့ PNL ဘက်ကမေလ31ရက်နေ့မှာထုတ်ပြန်လာပါတယ် ကျန်တဲ့တယောက်ကိုတော့တခြားနေရာတစ်ခုမှာညှဉ်ပန်းနှိပ်စက်ပြီးတော့တတ်လိုက်တာဖြစ်ပါတယ်။ဖန်းစည်းခံရတဲ့ဒီစစ်တုံ့ပန်းတွေကိုအခုလိုမျိုးတက်ဖြတ်နေတာကစစ်ရာဇဝမှုမြောက်တယ်လို့လည်း PNL ရဲ့ပြောရေးဆိုခွင့်ရှိသူခွန်ရင်းရံကပြောပါတယ်။အခုထုတ်ပြန်လိုက်တဲ့ရုပ်တံဖိုင်ဟာ PNL ကဖန်းစည်းရမိထားတဲ့စစ်ကောင်စီတပ်သားတယောက်ရဲ့ဖုန်းထဲကနေတွေ့တာဖြစ်ပြီးတော့စစ်တုံ့ပန်းတွေလည်းတက်တည်ထွက်ဆိုထားတာတွေရှိတယ်လို့ဆိုပါတယ်။